ထိုင်းနိုင်ငံနဲ့ပြည်ထောင်ကြခံရပြီးသူမြန်မာနိုင်ငံသား132ဦးကိုထိုင်းနိုင်ငံကကော့တောင်းမျိုးသို့ပြန်ပို့ပေးခဲ့ကြောင်းသိရပါတယ်။ထိုင်းနိုင်ငံရနောင်းမျိုးလူဝင်မှုကြီးကြပ်ရေးရဲစခန်းအချုပ်ဆောင်မှာထိန်းသိမ်းထားရှိတဲ့မြန်မာနိုင်ငံသား123ဦးကိုထိုင်းနိုင်ငံကဇွန်လ25ရက်နေ့ကတင်းနိုင်တိုင်းဒေသကြီးကော့တောင်းမျိုးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။မြန်မာနိုင်ငံသားများမှအကြောင်းမျိုးမျိုးကြောင့်ထိုင်းနိုင်ငံတည်ဆဲဥတွေများကိုဖောက်ဖျက်ကျူးလွန်ရေးပြည်ထောင်ကြခံပြီးသူများဖြစ်ကလိုရစေပြီးဖြစ်သောကြောင့်နှစ်ဖက်တာဝန်ရှိသူများဆက်လက်ဆက်သွယ်က ရေလန့်ခီမှပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်းသိရပါဗျ။ပြန်လည်ရောက်ရှိလာတဲ့မြန်မာနိုင်ငံသားများတွင်ကြား104ဦးမှ28ဦးပေါင်း132ဦးပါဝင်ပြီးရနောင်းမြို့အခြေစိုက်အလို့သမားတန်ရာရှိဦးမိုးစောဦးဆောင်၏ပဲချိတ်ဆက်လီဆယ်စည်းဖြင့်ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့်လာရောက်ပို့ဆောင်ပေးခဲ့ကြောင်းသိရပါဗျ။ပြန်လည်ရောက်ရှိလာသူများကိုတာဝန်ရှိသူများကလက်ခံကြိုဆိုပြီးခရိုင်ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများကကိုဗစ် -19 ရောဂါပိုကူးစက်ခံရမှုရှိမရှိစစ်ဆေးခြင်းတာဝန်ရှိသူများကကိုယ်ရေးအချက်အလက်များရယူခြင်းအမည်မဲစရင်တွင်ပါဝင်သူများ လူကုန်ကူးမှုဖြင့်အလိုရှိသူများနှင့်လူကုန်ကူးခံရသူများတရားခံပြင်းများပါဝင်လာခြင်းရှိမရှိစစ်ဆေးခဲ့ကနေရက်သို့ပြန်ပို့နိုင်ရန်စီစဉ်ပေးခဲ့ကြောင်းသိရပါသည်